ားပါရှင်ရာကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တောင်ကုန်းမြို့ထဲမှာရှိတဲ့တပ်စခန်းတွေအားလုံးကစစ်ကောင်စီတပ်တွေအားလုံးစုတ်ခွာထုတ်ပြသွားပြီးတောင်ကုန်းမြို့နယ်စခန်းတွေကိုအေအေကသိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်ထိုင်းနဲ့မြန်မာနယ်မြေအငင်းပွားနေတဲ့နယ်စပ်ဒေသစခန်း၈ခုက UWSA ဝတ်တပ်တွေဒီဇင်ဘာလ၁၈ရက်နေ့နောက်ဆုံးထားစုတ်ခွာပြရတဲ့ထိုင်းစစ်တပ်ကအမိန့်ပေးလိုက်ပြီး စစ်ရေးပြင်ဆင်မှုတွေလှုပ်ဆောင်နေတဲ့တဲ့ပါဝင်နောက်ဆုံးတဲ့တဲ့တွေကိုတက်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်တောင်ငုံမြို့သိန်းတိုက်ပွဲကိုအရခတက်တော် AA ကဆင်နွှဲနေပြီးစကခငါတက်မှနဲ့တရင်တစ်ခုကလွဲပြီးတောင်ငုံမြို့ရဲကစစ်ကောင်စီတက်စကန်တွေအမြောက်စကန်တွေကိုထိမ့်ချုပ်လိုက်ပြီးလို့စစ်ရေးသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်တောင်ငုံမြို့နယ်စကခငါတက်မှကိုအဓိကကာရန်ထားတဲ့ပန်းမြောက်တောင်အမောက်စကန် တဲခန့်တောင်အမြောက်စကန် တက္ကသိုလ်မောင်းတံကေတောင်ကုတ်တက္ကသိုလ်အမြောက်စကန်ဇီးကင်တောင်နတ်မော်တက်စကန်အော်လိန်90ကြောက်တိုက်တက်စကန်နဲ့ဖုံညိုစီအေးဂိတ်တို့ကိုအေးကနိုဝင်ဘာလအစောပိုင်းမှာထိ ंछ ုပ်ပြည့်ရဲ့နောက်မှာတောင်ကုတ်မြို့ရဲကိုဝင်ရောက်ထိုးစစ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်စကန်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတောင်ကုတ်မြို့ရဲကကိုင်းရှည်တရားတဲ့စီပင်ရုံ KBZ ဘန်အထက်ကတစ်စာတင်ကြောင်းမင်းမင်းရတနာရွှေဆိုင်ဦးထွန်းကျွယ်တိုက် တောင်ကုတ်ဟိုတယ်ဂူတာကျောင်းဂရင်တရားစစ်ရုံနဲ့ရဲစခန်းတို့ကိုစုတ်ခွာသွားတာဖြစ်ပြီးထပ်မံရေယာယူကအေအေထိုးစစ်ကိုခုခံတိုက်ခတ်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အရခတက်တော်အေအေရဲ့ဗက်ပေါင်းစုံထိုးစစ်ကိုမခုခံနိုင်တာနဲ့စစ်ကောင်စီကလည်းစစ်ကူအင်အားမပေးပို့နိုင်တာတို့ကြောင့် မျိုးရင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးဟာတပ်မစကခ9နဲ့ခမရ94 346တရင်စီကိုစုခွာသွားပြီလို့လည်းသိရှိရပါတယ်။အာနာသိန်းစစ်ကောင်စီကလည်းလေကြောင်းပစ်ကူကလွဲပြီးမြေပြင်တပ်စခန်းတွေကိုစစ်ကူအင်အားပေးပို့နိုင်ခြင်းမရှိတာကြောင့်ပြေးပေါက်မရှိဘဲပိတ်မိနေကြရလို့လည်းသိရှိရပါတယ်။လက်ရှိတောင်ကုန်းမြို့ထဲမှာအရသာပြည်သူတွေမရှိသလောက်နေသွားပြီးဘေကင်းအရာကိုတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့လဲစေရေးသတင်းမြစ်ကပြောပါရရှင့် ဒီတစ်ခါမှာတော့ ထိုင်းနဲ့မြန်မာနယ်မြေအငင်းပွားနေတဲ့နယ်စပ်ဒေသစခန်းရှိခုက UWSA ဝတ်တပ်တွေအနေနဲ့ဒီဇင်ဘာလ18ရက်နေ့နောက်ဆုံးထားဆုတ်ခွာပေးဖို့အတွက်ထိုင်းစစ်တပ်ကအမိန့်ပေးလိုက်ပြီးစစ်ရေးပြင်ဆင်မှုတွေကို ထိုင်းစစ်တပ်ကလှုပ်ဆောင်နေတယ်လို့ထိုင်းသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းမဲဟောင်ဆောင်မှာနယ်မြေအငင်းပွားမှုဖြစ်နေတဲ့နယ်စပ်ဒေသကတပ်စခန်းရှိခုကို UWSA ကဆုတ်ခွာပေးဖို့ထိုင်းတော်ဝင်တပ်မတော်ကအမိန့်ပေးလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီနယ်မြေတွေမှာ UWSA နဲ့ထိုင်းစစ်တပ်တို့ကြားပိုင်ဆိုင်မှုဆိုင်ရာဆွေးနွေးမှုလုပ်နေတဲ့နယ်မြေတွေဖြစ်ပြီးအဲ့ဒီနယ်မြေတွေကို UWSA ကဝင်ရောက်တပ်ဆွဲထားတာကြောင့်လာမယ့်ဒီဇင်ဘာလ18ရက်နေ့နောက်ဆုံးထားဆုတ်ခွာပေးဖို့အတွက်အမိန့်ပေးထားတာလည်းဖြစ်ပါတယ်။ဒါအပြင်ထိုင်းကာကွယ်ဝန်ကြီးဌာနကထိုင်းနိုင်ငံရဲ့ပိုင်နဲ့နယ်မြေကိုကာကွယ်ဖို့အတွက်စီရေးဆိုင်ရာပြောင်းရွှေ့မှုတွေလှုပ်ဆောင်မှုလည်းညွှန်ကြားထားရလို့လည်းဆိုပါတယ်။ UWSA ဝတ်တပ်ဖွဲ့ကတော့အဲ့ဒီရွှေ့ပြောင်းခိုင်းမှုနဲ့ပတ်သက်ပြီး ဌာနချုပ်ကိုအတိပေးအကြောင်းကြားထားပြီးအကြောင်းပြန်မယ်လို့လည်းပြောဆိုထားပါတယ်။ထိုင်းစစ်တပ်အနေနဲ့ဆွေးနွေးညှိနှိုင်းမှုနဲ့အလေးထားဖြည့်ရှင်းဖို့ပထမဦးစွာလှုပ်ဆောင်နေပေမဲ့အရေးပေါ်အခြေအနေအတွက်လည်းပြင်ဆင်ထားရလို့ဆိုထားပါတယ်။အဲ့ဒီနယ်မြေတွေဟာ1995ခုနှစ်မတိုင်မီကခွန်စာခေါင်းဆောင်တဲ့ MDA ကတင်ပိုက်ခဲ့တဲ့နေရာတွေဖြစ်ပြီး UWSC ကတိုက်ခိုက်တင်ပိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တရုတ်အစိုးရရဲ့နယ်မြေတည်ငြိမ်ရေးနဲ့တိုက်ပွဲရစရေးကြိုးပမ်းမှုအပါအဝင်စစ်ဘေးတန်ဆိုးရွားစွာခံစားနေရတဲ့ပြည်သူတွေရဲ့အကျိုးကိုငှက်ညာထောက်ထားကာနှစ်ဖက်စစ်ရေးပဋိပက္ခတွေအဆုံးသတ်ဖို့အတွက်တွဲဆုံဆွေးနွေးရန်အသင့်ရှိနေရလို့တောင်းဒီအန်အယ်လေးကတည်င်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာနေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာစစ်တပ်ရဲ့လေကြောင်းစစ်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲကြောင့်စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေရတဲ့ဒေသပြည်သူတွေရဲ့အကျိုးကိုငှက်ညာထောက်ထားနေရသလိုဂျားဝင်ဂျိုပန်ဆောင်ရွက်နေတဲ့တရုတ်နိုင်ငံရဲ့ဂျိုပန်မှုကိုလေးစားအတိမတ်ပြုကာ တွဲဆောင်ဆွေးနွေးဖို့အဆင်သင့်ရှိနေတယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်စည်ရေးပဋိပက္ခကိုအဆုံးသတ်ပြီးတည်ငြိမ်အေးချမ်းတဲ့နိုင်ငံရေးအခြေအနေတည်ဆောက်ဖို့အတွက်တရုတ်ရဲ့ဂျာဝင်စစ်ဆက်မှုကိုအပြုသဘောဆောင်ကောင်းကျိုးရှိတဲ့အမြင်နဲ့အမြဲပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းနေတယ်လို့ကောင်းမွန်တဲ့ရလဒ်တွေရရှိစေဖို့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း TNL ကထုတ်ပြန်ထားပါဗျ။ဒါပေမဲ့တောင်လူမျိုးတွေအဖိနှိတ်ခံဘဝကနေလွတ်မြောက်ဖို့တောင်ပြည်နယ်ရရှိဖို့လက်လက်ကင်တိုက်ပွဲဝင်ပြီး ကိုပိုင်ပြတ်ထန်းခွင့်အာမခံရှိတယ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုတိုင်းရင်းသားမြန်မာပြည်သူတွေနဲ့အတူတကွာတိစောက်သွားဖို့အတွက်အငြင်းတစေကြိုးပမ်းဆောင်ရွက်မယ်လို့လည်းဆိုထားပါရဲ့ရှင် မကွေးတန်းတန်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။မကွေးတန်းငဖဲမြို့နယ်အမ်ဘဒန်လမ်းပိုင်းမှာအနောက်ပိုင်းတန်းစစ်တနာချုပ်ကိုစစ်ကူသွားတဲ့စစ်ကားတွေကိုလုံခြုံရေးယူပေးနေတဲ့စစ်သားတွေကိုတိုက်ခိုက်ရာကနေအကြမ်းဖက်စစ်တပ်ဘက်ကလေးဦးဟာထေသွားပြီးတနက်တလက်ကိုတင်းဆဲရရှိတယ်လို့ချင်း Defense Force အရှိုးတပ်ဖွဲ့ကတာဝန်ရှိသူတို့ဖြစ်တဲ့ Slide Ro ချင်းကပြောပါရတယ်။ နိုဝင်ဘာလ25နေ့မနက်4:15မိနစ်လာမှာငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာနီးတောရဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့အင်အား20ကျော်ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာစစ်ကူစစ်ကြောင်းအတွက်လုံခြုံရေးယူနေစဉ်ချင်းဒက်ဖန်ဖို့စ်အရှိုးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်သား၄ဦးဟာပွဲချင်းပြီးတေသွားကြတာဖြစ်ပြီးထိခိုက်ဒဏ်ရာရှိသူများပြားရလို့လည်းသိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်တပ်သားတွေစီကနေ MA1 တနတ်တလဲကျောပွေတလုံး တက်မ88ဒစိပ်ပါစစ်အင်ဂျင်နဲ့စစ်ဝတ်စုံချို့ကိုတင်းဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ရှမ်းပြည်နယ်တဲ့တဲ့ဘုတ်ကိုတက်ဆက်ပေးကြပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်တွင်စစ်ကောင်စီကပေါင်900ပုံလေးလုံးကိုစစ်လျင်နဲ့ကျဲချမှုကြောင့်ပြည်သူ၃ဦးထိခိုက်ခဲ့ပြီးစာတင်ကြောင်းနဲ့လူနေများစွာပျက်စီးခဲ့ရတယ်လို့လာရှုံ MND သတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါရယ်နိုဝင်ဘာလ24ရက်နေ့ညပိုင်းအချိန်ကစစ်ကောင်စီရဲ့လေတပ်ကလာရှုံမြို့နယ်နန့်ပေါင်ကျေးရွာနဲ့တန်လွင်စံပြကျေးရွာကိုပေါင်900ပုံလေးလုံးကျဲချခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီပုံတွေကြောင့် တန်လွင်စံပြကျေးရွာစာတင်ကျောင်းဆောင်ဟာပြိုကျပျက်စီးသွားခဲ့ပြီးလူနေအိမ်များစွာလည်းပျက်စီးခဲ့ရသလိုဒေသခံပြည်သူသုံးဦးမှလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲဒဏ်ရာရှိသူတွေကအသက်6နှစ်အရွယ်ကလေးငယ်အပါအဝင်မိဘနှုတ်ထိခိုက်ဒဏ်ရာရှိသွားပြီးဖခင်ဖြစ်သူမှဥကောင်းမှာပြင်းထန်စွာဒဏ်ရာရသွားတယ်လို့လည်းသိရှိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီကစစ်ရေးပြစ်မှတ်မဟုတ်တဲ့စာတင်ကြောင်းဘာသာရေးအဆောက်အအုံနဲ့လူနေအိမ်တွေဈေးတွေတိုင်းရင်းသားလူမျိုးစုနေထိုင်ရာရွာတွေကိုလေကြောင်းတက်ခတ်မှုတွေပြုလုပ်တာဟာဘာသာရေးဆိုင်ရာဖိနှိပ်မှုစစ်ရာဇဝတ်မှုနဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်နေတာဖြစ်တယ်လို့ MNDA ကထုတ်ပြန်ထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းမတရားမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့မှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာကြောင့်မတရားစင့်ကူတပိတ်ချင်းလမ်းပိုင်းကိုခီးတော်လာခွင့်ပိတ်ပင်လိုက်တယ်လို့မန္တလေး PDF ကပြောရဆိုခွင့်ရှိသူကိုအော့စမွန်ကရန်ကုန်ခေတ်တည်နာကိုပြပြပါရယ်။လွင်ပါလာ26နှစ်ကနေစတင်ကပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ထိန်းချုပ်စူးမိုးရာဒေသဖြစ်တဲ့မတရားစင့်ကူတပိတ်ချင်းလမ်းပိုင်းကိုလက်တလောဆီအခြေအနေတွေကြောင့်ယာယီတော်လာမှုတွေစတင်ကန့်သက်သွားမယ်လို့လည်းဆိုပါရယ်။ တယ်။အဲ့ဒီထုတ်ပြန်ချက်ဟာနောက်ထပ်တစုံတရာထုတ်ပြန်မှုမလုပ်မချင်းအတိဖြစ်တယ်လို့လည်းဆိုထားပါဗျ။အဲ့လိုထုတ်ပြန်ရတာဟာ မတရားမြို့နယ်နဲ့တပည့်ကြီးမြို့နယ်ထဲမှာတိုက်ပွဲတွေခက်ဆက်ဆဲပြန့်ဖြစ်နေတဲ့အတွက်အဲ့ဒီလမ်းပိုင်းအသုံးပြုခွင့်ကိုစတင်ကတ်တတာဖြစ်ပြီးအဓိကကတော့ခီးသွားပြည်သူတွေရဲ့လုံခြုံရေးကြောင့်ဖြစ်တယ်လို့မန္တလေး PD ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောပါတယ်။ဒါအပြင်ပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ထိန်းချုပ်စွန့်မိုးဒေသတွေမှာအကြမ်းဖက်စစ်တပ်ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုတင်သွင်းတာရောင်းဝယ်ဖောက်ကားတာနဲ့အသုံးပြုတာတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်သွားမှာဖြစ်ပြီးဖောက်ဖျက်ကျူးလွန်မှုတွေစစ်စစ်တွေ့ရှိရင် ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းမန္တလေး PDF ကသတိပေးပြောဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။